အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်တက်တဲ့အားလုံးမင်္ဂလာပါ မန်ချက်စတာယူနိုက်တက်အသင်းကအခုလက်ရှိမှာကာလိုကက်ဆမီရိုကို နီးပြရူဘင်အမရိုသဘောကျနေသည့်တိုင်အောင်သူတို့ဘက်ကတတ်တန်းထမတိုးဖို့စဉ်းစားနေတယ်တကယ်လို့ကာလိုကက်ဆမီရိုလောက်ခလာစာရှုပ်ယူဖို့အဆင်မပြေတဲ့အခါမှာတကယ်လို့ကက်ဆမီရိုနဲ့သာချူတိကိစ္စသူတို့ဘက်ကချုပ်ဆိုဖို့မတိကြတဲ့အဓိကအချက်ကလာစာကိစ္စပဲအဲ့လာစာကိစ္စကိုသူတို့စွတ်တတမလုပ်နိုင်တော့ ဒါမန်ယူနိုက်တက်ကအသက်33နှစ်အရွယ်ရှိတဲ့သူတို့ရဲ့ကွင်းလေကစားမကက်စမီရိုကိုတတန်းတိုးစာချုပ်မချုပ်ပဲနွေရာသီမှာအလွတ်နဲ့ထွက်ခွာခွင့်ပေးဖို့ရှိတယ်။ဒီလီမေးမှာဖော်ပြတဲ့ရမူရာဆိုရင်မန်ယူနိုက်တက်ကနီးပြအမှုပင်အမရွန်သဘောကျနေသည့်တိုင်အောင်ကက်စမီရိုရဲ့တနစ်ထတ်တိုးခွင့်ရှိတဲ့တတန်းထတ်တိုးမှုကိုထတ်တိုးဖို့သူတို့ဘက်ကဆန္ဒမရှိတော့ပဲ ထွက်ခွာခွင့်ပေးဖို့ရှိတယ်အဲ့လိုမျိုးထွက်ခွာမယ်ဆိုရင်သူ့ကိုလိုချင်တဲ့အသင်းတွေကဆော်ဒီအာရေဗျာကလပ်အသင်းတွေအထိကဖြစ်ပြီးတော့အောင်နာစာကသူ့ကိုခေါ်ယူချင်တယ်လို့ပေါ်ပြလာတယ်ဆိုတော့ကက်ဆမီရိုရဲ့လောက်ခလာစာကတပတ်ကို3သိန်းခွဲရှိပြီးတော့မန်ချက်စတာယူနိုက်တက်ကရူဘီအမ်ရိုနီနဲ့မာကက်စ်ဝက်ရှုကက်ဆမီရိုရက်စ်မတ်ဝိုင်လန်ဖြစ်နိုင်လို့ရှိရင်ဂျေဒန်ဆန်ချိုနဲ့ဟာရီမကွာယာတို့ရဲ့လာစာတွေအားလုံးကိုရှော့ချပြီးအ ਨੇ ဆုံးတပတ်တန်းလောက်လာစာရှော့ချင်တယ် အဲ့ချက်ကြလေနွေရာသီမှာကစားမတွေအများကြီးပြန်ခေါ်လို့ရနိုင်ပဲအချက်ဆိုအခုလောလောဆယ်မှာ United ကဘယ်လိုပြောမလဲဆိုတော့ဒီ Carlo Casemiro နေရာမှာအစားထိုးနိုင်ဖို့အတွက်ရည်ရွယ်ထားသူရှိတဲ့အချိန်မှာ United အနေနဲ့ Casemiro နေရာမှာဒါ Manchester United ကသူ Real Madrid အသင်းရဲ့ခွင့်လက်ကစားပါ Aurelio Tuchel Mendy ကိုသဘောကျတယ် ဒီစားမကမတွေ့ရောက်မှုအမတန်ခက်တယ်ဒါပေမဲ့သူတို့ခက်စမီရိုတုံးကတောင်ရအောင်ခေါ်ယူနိုင်ခဲ့သေးတဲ့အတွက်ကြောင့်ရွှေမနီကိုသူတို့ခေါ်ယူနိုင်လိမ့်မယ်လို့လူဖော်ပြထားတယ်ဆိုတော့ဒီစပိန်သတင်းစာ feature ရဲ့ဖော်ပြချက်ရမန်ချက်စတာယူနိုက်တက်ကခါလိုခက်စမီရိုကိုဒါခေါ်ယူဖို့ဆန္ဒရှိတယ်ဒီကြားထဲမှာသူ့ကိုခေါ်ချင်တဲ့ကလပ်အသင်းတစ်သင်းကကာလမှုကပေါင်80လောက်ထိရှိခဲ့သည့်တိုင်အောင် ါ Real Madrid အသင်းကပယ်ချထားတယ်ဒါပေမဲ့ Man United အသင်းကလည်းအခုလောလောဆယ်မှာ Carlo Casemiro ရဲ့နေရာကိုအစားထိုးနိုင်မဲ့သူက Tuchel Mandi သာဖြစ်တယ်လို့သူတို့ယုံကြည်ထားပြီးတော့သူကိုအပြည့်အဝယုံကြည်ပြီးစောင့်ကြည့်လည်းရှိတယ်ဒီနေရာမှာ Manchester United ကဒါ Kobe Mainu ကစောင့်ရသည်မှာဒါဘယ်လိုပြောမလဲ Roma ကိုပြောင်းဒီနာပိုလီကိုပြောင်းလို့မရရင်နာပိုလီကတခြားကစားသမားတွေကိုခေါ်ယူဖို့စဉ်းစားရရှိချောင်းဖော်ပြထားတယ်။ဒါလက်ရှိနေထိုင်ရ United ဘက်က ဒါခီရင်အဒီယီမီကိုလည်းဒီရပိုင်းဆက်သွေးထားတယ်ခီရင်အဒီယီမီကအသက်23နှစ်ရှိတယ်ဒါဒီဂျာမနီတောင်ပံကစားမဖြစ်တဲ့ဘရီရှ်တော့မန်မှာကစားနေသူဖြစ်ပြီးတော့သူ့ရဲ့ကွန်ထရက်က2029မှာရှိတယ်ဒါ2029မှာတက်တန်းကုန်မဲ့သူကို ဒေါမန်ကတက်တန်းထတ်တိုးချင်ပေမဲ့မန်ချက်စတာယူနိုက်တက်ကသူ့ကိုသဘောချတယ်လူလဲလူချင်းနဲ့အသင်းရဲ့ဒါဘယ်လိုပြောမလဲတောင်မန်တိုက်စစ်ပိုင်းကအားဖြည့်ချင်ပြီးတော့ဒီစားမောက်ကိုစိတ်ဝင်စားတဲ့အကြောင်းဖော်ပြထားတယ်ဆိုတော့ယူနိုက်တက်အနေနဲ့အခုလုံးလုံးဆယ်အနေထားရဘယ်လိုပြောမလဲဂျီရန်ဆန်ချူကိုအာရှူမီလာမခေါ်ဖို့တည်ကြတော့ရှိတဲ့အတွက်ဆန်ချူရဲ့အပြောင်းရွှေ့ကိုမန်ချက်စတာယူနိုက်တက်ကတူတကီကလပ်ဖာနာပါချီပဲဖြစ်ဖြစ်ဘာရှိတက်ပဲဖြစ်ဖြစ်ကာရာဆာရီပဲဖြစ်ဖြစ် တသင်းသင်းကိုထွက်ခွင့်ပေးမယ်ဒါအာစတိုဗီလာကလည်းသူ့ကိုအပိသက်ခေါ်ဖို့ဆန္ဒမရှိတော့တဲ့အတွက်ဒါယာစီအစိုးကြီးပဲကြံသေးလို့ပြောရခက်ပေမယ့်အခုလောလောဆယ်ဆိုဖာယာဗီလာကသူ့ကိုမခေါ်ချင်ဘူး injury အများဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာသူတို့ဘက်က ဒါအဒီထွက်ခွာခွင့်ပေးမဲ့အချိန်မှာ United ကဆန်ချိုကိုပြန်မလို့ခြင်းတော့သူကတူတကီကဘရှစ်တက်လားဂါဆာရီလားဖနဘာဂျီလားတသင်းသင်းကိုလွှတ်ခြင်းနဲ့ဆိုတော့ကက်ဆမီရိုကိုတတ်တမ်းမတိုးဖို့သူတို့ရည်ရွယ်ထားတဲ့အတွက်ကြောင့်ကက်ဆမီရိုနေရာမှာရှော်မန်နီကိုစိတ်ဝင်စားနေသူတို့တဖက်မှာလည်းအခြားထိတ်တန်းကွင်းလေကစားမတွေကစူကက်ကအန်ဂျူလိုစတဲလာအပါဝင်ရီယာဒီမာထိတ်တန်း ဝင်လေကစားမတွေကိုတောက်လျှောက်ခိုးယူဖို့ရည်ရွယ်ထားပြီးတော့အပြောင်းလဲလုပ်ဖို့ထိအသင်ကစဉ်းစားလျက်ရှိတာပါအားလုံးကျေးဇူးတင်ပါတယ်